ရနန်ဒိုကြောင့်နေပြဘွားကိုပြန်လွှမ်းခဲ့ရဘူးတယ်လို့ယင်ဖွင့်လာတဲ့ဆာလက်ဖာဂူဆန်ပရိသတ်များလောင်းရဲ့မိင်္ဂလာပါခင်ဗျာ CC အိုင်ဘက်ခွန်ရှေကိုအေဂျင့်မှာကနေပြန်လဲကြိုလိုက်ပါရင်မန်ချက်စတာနိုင်တက်နဲ့ဆာလက်ဖာဂူဆန်ဆိုတာခွဲမြင်လို့မရတဲ့အရာတွေဖြစ်ပါရင်ဆာလက်ဖာဂူဆန်ရဲ့ဥဆောင်မှုအောက်မှာမန်ချက်စတာနိုင်တက်ဟာဥရောပရဲ့ထိန်းသီးအသင်းတစ်သင်းဖြစ်လာခဲ့တာပါဆာလက်ဖာဂူဆန်ဟာနေပြဘွားကနေအနားယူသွားခဲ့ပြီဆိုပေမဲ့ United အသင်းပေါ်လွှမ်းမိုးမှုရှိနေစေဆိုတာကိုပြီးခဲ့တဲ့၃နှစ်ကျော်ကရယ်လိုရဲ့အပြောင်းအရွှေ့ကတက်တည်ပြနေပါရင် ဇာလက်ဆောင်မြို့ကန်ပြိုင်ပတ်မန်စီးတီးအသင်းထံပြောင်းရွှေ့ဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့ရိုနယ်ဒိုကိုကိုရိုင်းဖုန်းဆက်ခေါ်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းထံပြန်လာဖို့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဇာလက်ဆောင်2013ခုနှစ်မှာဇနီးဖြစ်သူ KT ရဲ့ကျမ်းမာရေးအခြေအနေကြောင့်နီးပြားပွားကနေအနားယူသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူဟာ2014ခုနှစ်ချန်ပီယံလိဂ်ဘောလုံးပွဲအပြီးမှာခရစ်စတီယာနိုရိုနယ်ဒိုကြောင့်နီးပြားပွားတွေကိုပြန်ဝင်ဖို့စဉ်းစားခဲ့တဲ့အခိုက်အတန့်တွေရှိခဲ့ပူပါတယ်။ဒီကြောင့်လည်းပြသပြီးဆာလက်ဖာဂူဆန်က United နဲ့ Pocket အစီအစဉ်တစ်ခုမှာအခုလိုပဲဖွင့်ရပြောဆိုလာခဲ့ပူပါရင် Silas က အနာယူဝတွေးခဲ့တဲ့အချိန်ကခမည်းတော်ထင်တယ်လို့မလုံလောက်ခဲ့ဘူးဗျာ KD ရဲ့ညီမဆုံးသွားတဲ့အချိန်မှာ KD တယောက်တည်းကျန်နေတယ်ဒီတော့ကျွန်တော်ကသူ့ကိုစောက်ရှာရမယ်ဆိုတာကိုသိလိုက်ရတဲ့ချက်ချင်းကိုဆုံးဖြတ်ချက်တန်းချခဲ့ရတာဒါနဲ့ပတ်သက်ပြီးတန်တရားဖြစ်စရာမလိုပါဘူးအနာယူပြီးနောက်နှစ်မှာ Real Madrid ကိုကစားမဲ့ Lisbon က Champions League Final ပွဲကို KD ကိုပါခေါ်သွားခဲ့တယ်အဲ့ဒီအချိန်မှာအနာယူပြီးပထမဆုံးအချိန်ကျွန်တော်အလုပ်ကိုပြန်လွှမ်းခဲ့ပါရင်ပွဲပြီးတဲ့အချိန်မှာရယ်လိုနဲ့အန်ဆယ်လော်တီကိုတွေ့ချင်လို့အောင်းဆင်းလာခဲ့တယ်။အန်ဆယ်လော်တီကအရင်တော်တဲ့သူက ကော်ရီဒါအခွင့်အရေးမှာရက်ဒိုကိုကျွန်တော်တွေ့လိုက်တယ်ရက်ဒိုကစေးစေးဖို့သွားစရာရှိတာတော့မသွားပဲကျွန်တော်ကိုနှုတ်ဆက်ခဲ့တယ်သူသားရောရင်းရဲ့ကစားသမားတွေရောကျွန်တော်ကိုနှုတ်ဆက်ခဲ့ကြတယ်အဲ့ချိန်ကတကယ်ကိုခံစားချက်ကောင်းတဲ့အခိုက်အတန့်တစ်ခုပါရက်ဒိုကိုမြင်လိုက်ရတဲ့အချိန်မှာနီးပြားဘွားကိုကျွန်တော်ပြန်လွှမ်းမိသွားတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ဆာလက်ဖာဂူဆန်ကနီးပြားဘွားကနားမြူခင်တော့ကရက်ဒိုနဲ့ဘေးကိုပြန်ခေါ်ယူဖို့စ조사ခဲ့ပါသေးတယ်တကယ်လို့အဲ့ချိန်တုန်းကရက်ဒိုနဲ့ဘေးသာယူနိုက်တက်ကိုပြန်လည်ရောက်ရှိလာခဲ့မယ်ဆိုရင်ဆာလက်ဖာဂူဆန်ကအနားယူလာမှာမဟုတ်ဘူးလို့အီဗရာကပြောဆိုခဲ့မှုပါတယ်အီဗရာက ချန်ပီယံလိဖလားပြန်ရဖို့ဆိုရင်ငါတို့ကစားမနှစ်ယောက်ပဲလို့တာဆိုပြီးတော့ဆာလက်ဖာဂူဆန်ကကျွန်တော်ကိုပြောဘူးတယ်အဲဒီနောက်ကတခြားသူတွေမဟုတ်ဘူးရယ်ဒိုနဲ့ကားရန်ပေးပဲကျွန်တော်ကသူပြောခဲ့မှုတာကိုကျွန်တော်တေးသေးချာချာမှတ်မိနေသေးတယ်ရယ်ဒိုနဲ့ဘေးကိုအသင်းမှာမြင်တွေ့ရဖို့69ရာခိုင်နှုန်းလောက်ထိကျင်းတည်နေသေးတယ်ဒီအရခုကသူတို့လို့သာရောက်လာရင်ကျွန်တော်တို့ကသူဆက်ပြီးနီးပြနေဦးမှာပါဒီအကြောင်းကိုကျွန်တော်ရယ်ဒိုကိုလည်းဖုန်းဆက်ပြီးမေးခဲ့ပါတယ်ရယ်ဒိုကရန်ကလည်းအသင်းကိုပြန်လာမယ်လို့ပြောဆိုခဲ့မှုသားပါဒီကြာတစ်ခုကတော့ရယ်ဒိုနဲ့ဘေးသာရောက်လာရင်ဆာလက်ဖာဂူဆန်အနားယူမှာမဟုတ်ဘူးဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် ဘယ်တော့2021ခုနှစ်မှာတော့ဆာလက်ဖာဂူဆန်ရဲ့ဖုန်းခေါ်ဆောင်မှုတစ်ခုကြောင့် United အသင်းထံပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ဒီကသူ့ရဲ့အိမ်ပြန်အရင်လိုမလာပါတော့ပါဘူး။အဲ့ဒီချိန်တုန်းကနီးပြဖြစ်သူ Eriksen နဲ့အကွဲပြဲတွေဖြစ်ခဲ့ပြီးတဲ့နောက်နောက်ဆုံးမှာ Sorry Glad NSRC ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ United ဟာလည်းဆာလက်ဖာဂူဆန်နားယူသွားခဲ့ပြီးတဲ့နောက်ပိုင်းမှတ်ပေးဖလားကိုပြန်လည်စုဖို့နိုင်ခြင်းမရှိခဲ့ပါဘူး။ပြီးခဲ့တဲ့ရာသီလုံးကလည်းမှတ်ပေးစရာအဆင်ဆန်ကားနေရာမှာရပ်တည်ခဲ့ပြီးတမိုင်းတစ်လျှောက်အဆိုးအဆုံးရာသီဖြစ်မဲ့တန်းဝင်သွားခဲ့တယ်လို့ Europa League Final မှာလည်း Tottenham ကိုရှုံးနေခဲ့တာကြောင့် Champions League ဝင်ခွင့်နဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလာပါမယ်။ နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ